ရှမ်းပြည်နယ်စီပင်သားရဲဌာနဆောင်ရွက်ခဲ့မှုတချို့ကြောင့်နင့်နာခဲ့တဲ့ပြည်သူတွေစုပေါင်းပြီးတရဲစာရှင်လင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒေါ်သူသူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။အခုဒီလိုဖြစ်နေပေါ့။ဒီလိုဆိုရင်စေခံစားမှာ။အခုကတော့ ောင်ကြီးမြို့စိတ်မန်းရက်ကွက်မှာရှိတဲ့အောင်မြေပုံစံတောင်းတိုက်မှာကျင်းပပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာစီရင်ဝင်နှက်နှစ်ဦးမိုင်းနှောင်မှပျောက်သွားမှုအတွက်အင်ဂျင်နီယာတအူးကိုအလုပ်ဖြုတ်မှုနဲ့အလုပ်ဖြုတ်ခံရတဲ့အင်ဂျင်နီယာရဲ့အမျိုးသားကိုဆက်သွယ်ရေးပုံမှာ66ကားကြီးနဲ့တရားစွဲဆိုထားတဲ့ကိစ္စတွေကိုရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကဟိုဘောထားတဲ့စစ်စစ်တဲ့အချိန်မှာမြို့သူလာစစ်တဲ့အချိန်မှာကျွန်တော်ကပူစာရိုက်ပေးတာပေါ့လေ။တစ်ချိန်မှာသူကစားစရာနေပါလာတယ်ပါလာတော့တီဗီသားဝန်ထမ်းနေနှစ်နှစ်လောက်ရှိပေါ့လေ။တီဗီသားဝန်ထမ်းတက်ရောက်ရင်နောက်ပြီးတော့မှ လက်ဌာနကင်းကွက်ဝန်ထမ်းတယောက်ရဲ့နေစားဝန်ထမ်းတွေလစာတွေကိုဒီဤအမှုဆောင်ရာကြီးထုတ်စားနေတယ်ပေါ့နှစ်ပါးပါးသာသူ့ကိုယ်ကျိုးတဲ့တုံးနေတာပေါ့လေကိုယ်နေတော့ကျွန်တော်လည်းဒါတွေကမတရားဘူးဒါဟို2008ဖွဲ့စည်းပုံအရာစနိုင်ငံတော်ကိုကုညံ့မယ်ပေါ့နော်ကိုလည်းအတွေးရှိတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်နိုင်ငံတော်သမရစီကိုစာပို့လိုက်တယ်စာပို့လိုက်တဲ့ခါကျတော့ဒီဒီဝန်ထမ်းတွေလိုလိုထုတ်တယ်ပေါ့နော်ငွေကြေးသုံးရရအများကြီးပေါ့လေအချက်လက်တွေပို့လိုက်တော့ခါကျတော့သူတို့ကဒီတိုင်စာကိုကျွန်တော်အရေးကြီးလို့မရဘူးပဲကျွန်တော်လိပ်စာကပုံစံတူပေါ့အဲ့မှာသူတို့လိပ်စာကကိုပုံစံတူလုတ်ပြီးတော့မှဖုန်းနံပါတ်ထည့်ပြီးတော့ကျွန်တော်အဲ့အရာနဲ့တရားဆွဲတယ်ဆွဲတော့ကျွန်တော်လည်းအဲ့မှာဆိုရင်တော့ ချောချောက်ကကြီးကအမှတ်ကမရှိပါလေ။ဒီမှာရဲတွေလည်းသူတို့တိတယ်ပေါ့ဒါမတရားလို့နေမှန်းတိတယ်။ဒါပေမဲ့သူတို့လည်းဘာမှလုပ်ပြီးတော့မရဘူးပေါ့လေ။အဲ့ဒါနဲ့ကျွန်တော်အမှတ်ကလုပ်ထားပြီးတယ်။နောက်ပြီးတော့ စေးစေးရမခံတော့စေးရမခံတော့လည်းလည်းပြီးအခုစဉ်ဒီအဲ့ဟာတရားရင်ဆိုင်နေရတယ်မိုင်းရှုမြို့နယ်ကွယ်မိုင်းတော်မှာတာဝန်ထမ်းဆောင်ရင်ဒူဦးစီဦးအောင်နိုင်ဝင်းနဲ့အငယ်တန်းစီကိုနိုင်လင်းတို့ဟာ2015ခုနှစ်ဇူလိုင်လ19ရက်နေ့ကပျောက်ဆုံးသွားတာဖြစ်ပါတယ်ပျောက်ဆုံးသွားတဲ့သူတွေအတွက်ဌာနကတာဝန်ယူမှုနဲ့တာဝန်ခံမှုအပြည့်အဝမပေးဘူးလို့လည်းမိသားစုဝင်တွေကပြောပါတယ်တာဝန်ထမ်းဆောင်ရင်လည်းနောက်ဆောင်ထုတ်တဲ့အချိန်မှာပျောက်သွားတာဖြစ်ပြီးတော့ဘောင်းခဲ့တော့ဘောင်းခဲ့တာပေါ့နော်အဲ့ဒါကမှဒီရုံးကနေဒီမှာဘာမှထောက်ပံ့နေလုပ်ပေးတာမျိုးပျောက်ပျောက်ဆုံးသွားပြီဆိုတဲ့ဟာလေ ဒီကအခုချိန်ကြီးလည်းဒေသနာရှင်သနာဆိုတာလည်းတကယ်ကိုကကကနနာပြောရတာကြားရတာမျိုးလည်းဘာမှမရှိခဲ့ဘူးမိသားစုလည်းဘာမှအထောက်အပံ့လုပ်ပေးခဲ့တာလည်းမရှိခဲ့ဘူးပြောဆောင်တဲ့လူနှစ်ယောက်အတွက်တိကျတဲ့အဖြစ်နဲ့ကျေးဇူးသူမိသားစုအတွက်ကုညီမှုတွေမပေးမချေဥပဒေပေါင်းတင်းကနေဆက်လက်ကုညီပေးသွားမယ်လို့တောင်ကြီးခရိုင် NLD ပါတီဥက္ကဋ္ဌဦးတင်မောင်တိုးကအခုလိုပြောပါဗျ။ကျွန်တော်တို့အနေနဲ့ကတော့အခုဒီကြာရက်တဲ့ကလေးတငယ်စီရဲ့ပညာရေးအတွက်လည်းကျွန်တော်တို့တန်းတန်းတလောက်ပေါ့နော်ကျွန်တော်ပါတီအနေနဲ့ထောက်ပံ့သွားမယ်။ နောက်ပြီးတော့သူတို့ဒီအလောက်ไก่အတွက်လည်းဒီကြံရတဲ့စနီးလေးပေါ့နော်အလောက်ไก่လည်းအခုမရှိဘူးလို့ပြောတဲ့အတွက်အလောက်ไก่ရရှိရတဲ့လည်းကျွန်တော်ကူညီတော်မှာပါပြီးတော့လည်းဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီရှမ်းပြည်နယ်အစိုးရအဖွဲ့ကားမှနော်တိတိယယတာဝန်ယူပြီးတော့မလုံဆောင်ပေးဘူးနော်နင်နာကြီးသူတို့ရရရှိတဲ့လာစာတွေရရှိအောင်ဆောင်ရွက်ပေးဘူးဆိုတော့ကျွန်တော်ပြည်တော်စုအစင်းနိုင်ငံတော်တံပရာနဲ့နိုင်ငံတော်အတိုင်းအတာပုဂ္ဂိုလ်တို့ကျွန်တော်ဆက်လက်တိုက်ကြပြီးတော့မှာပါ တင်းစာရှင်းလင်းပွဲမှာအခုလိုစီမင်းတရားဌာနကအာဏာရှင်ဆက်ဆံမတရားဆောင်ရွက်ခဲ့တာတွေကြောင့်နင်းနာခဲ့တာတွေကိုတာဝန်ရှိသူတွေကတာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကို DPP ကဆက်သွယ်မေးမြန်းဖို့စ조사ပေးမယ်များရှိခဲ့ပါဘူးရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။